ဒီနေ့ကလက်ကင်သမီးလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီကောင်လေးကဆိုရင်တော့ဘတ်ဆောင်ကိုအသုံးပြုလို့ရတယ်ကဲဒါဆိုလို့ရှိရင်အဒပ်တာနဲ့အသုံးလို့ရတယ်ဒီကောင်လေးကတော့ကားတွေကသမားတွေပေါ့နော်ကားဆီယာညီကိုတွေအတွက်စလစ်ကောင်လေးနဲ့လည်းအတွင်းလို့ရတယ်ပြောတာတက်ခဲရကြောက်လို့လည်းသူက8800 mAh တို့တော့လုံးဝအားအကြာကြီးကံပါနော်အဲဒီကောင်လေးကအဝေးကြီးအနီးကြီးလည်းလုပ်လို့ရတယ်ကွဒါဆိုအဝေးကြီးဒါဆိုရင်အနီးကြီးပေါ့နော်အဲခေါင်းလေးကိုရှူလိုက်တယ်လည်းလုပ်ရုံပဲ ဒီလိုဆိုလဲပင်လယ်ထဲတွေပါရသွားမယ်ဆိုလို့ရှိရင်အချက်ပြမီးရလဲလှုပ်လို့ရသေးတယ်အမှရှိရခေါင်းလေးကိုချွတ်လိုက်ပြီဆိုလို့ရှိရင်ဒီအမီရောင်လုံးလေးကိုဆွတ်လိုက်ကောဆွတ်လိုက်ရင်မီးထွန်းလိုက်တာနဲ့ဒါအချက်ပြမီးလေးဖြစ်မှာပေါ့နော်မိတ်တုံမိတ်တုံနဲ့ဖြစ်ချင်ရင်နောက်တဲ့တစ်ချက်လောက်ထပ်နေလိုက်ပါရှင်ဒါဆိုရင်တော့အချက်ပြမီးကောင်းကောင်းလှုပ်လို့ရပါပြီပင်လယ်ထဲသွားတဲ့သူတွေအတွက်လည်းလုံးဝအဆင်ပြေပါတယ်ရှင်ဒါလေးရဆိုလို့ရှိရင်တော့သူခေါင်းလေးပေါ့နော်ပြန်တက်လိုက်တာပါရှင် နောက်တစ်ခုကကြတော့ဒီဓာခဲတွေကိုအာသွင်းရတဲ့ဟာလေးကိုပြပေးမယ်ပေါ့နော်ဓာခဲတွေကိုအာသွင်းရကြတော့ဟိုရင်တော့ဖားပါဇက်နဲ့အာသွင်းတယ်လို့ပြောမှာနော်ဖားပါဇက်တော့မဟုတ်ဘူးဒါပေမဲ့အဲ့ပုံစံမျိုးလေးပဲခွက်ကလေးထဲမှာထည့်ထည့်ပြီးတော့ဒီမှာအမ်ဒါကတော့အိမ်မှာရှိတဲ့ပလပ်ပေါက်အက်ဒပ်တာနဲ့အာသွင်းမယ်ဆိုဒီလိုသွင်းရမယ်အမ်ဒါမျိုးလေးပေါ့နော်အဲအဲ့လိုမျိုးလေးတွင်ရပါမယ်ပြီးတဲ့အခါကျတော့ဒီကားပေါ်မှာကားဆရာတွေသုံးမယ်ဆိုလို့ရှိရင်လည်းဆလီကောင်းလေးနဲ့တွင်ရမှာဖြစ်ပါတယ်ဆလီကောင်းလေးထိုးလိုက်ပြီးတော့အသုံးပြုလိုက်ရုံပါပဲရှင်